ောက်တစ်ခုအချက်လက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်မနေ့ကဒီမန်ယူသင်းရဲ့ကစားသမားတွေကိုကျွန်တော်ရည်ကြည့်လိုက်တဲ့အခါမှာမန်ယူသင်းမှာစီနီယာကစားသမားဆိုလို့17ယောက်ပဲပါတယ်။စီနီယာကစားသမား17ယောက်ပါပြီ။အဲ့စီနီယာကစားတဲ့သမားတွေမှာကျွန်တော်ကအသက်16နှစ်ရွယ်ရွယ်ကိုကျွန်တော်ကစီနီယာအနေနဲ့ထည့်လိုက်တဲ့အခါမှာ17ယောက်ဖြစ်သွားတာ။စီနီယာကစားသမား17ယောက်ပါတဲ့ Manchester United အသင်းကိုအာဆင်နယ်အသင်းကမနိုင်ခဲ့တာကတော့တကယ်ကိုမဖြစ်သင့်ဘူးလို့ကျွန်တော်ထင်တယ်။ ရတဲ့များမင်္ဂလာပါကျွန်တော်ရဲ့ The Previous Sport ကနေပြီးတော့ကြိုဆိုလိုက်ပါရစေဒီပိုင်းကတော့ပွဲပွဲသုံးဆက်အစီအစဉ်ဖြစ်ပါတယ် Manchester United အသင်းနဲ့ Arsenal အသင်းတို့ရဲ့တစ်ဖက်တစ်ကိုးစီတည်ရခဲ့တဲ့ပွဲစဉ်ရဲ့ပွဲပွဲသုံးဆက်အနေအထားတွေကိုကျွန်တော်လည်းကိုရဲလင်းထုံးကျွန်တော်ညီကိုမြောက်ကထုံးစံတိုင်းသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကတော့ဒါကြီးကောင်းခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ် Manchester United အသင်းကလည်းနိုင်လူနေပါတော့ဖြစ်ခဲ့လို့ကျွန်တော်ကတော့မြင်ပါတယ်ဗျာကိုရဲလင်းထုံးရဲ့မင်္ဂလာပါမင်္ဂလာပါကိုကျွေးဟုတ်ကဲ့ပါစီစဉ်ရဲ့ထုံးစံအတိုင်းပဲပေါ့နော်ဒါကိုရဲလင်းထုံးရဲ့အမြင်လေးနဲ့ကျွန်တော်တို့ရဲ့စီစဉ်ကိုစလိုက်ချင်ပါတယ်ကိုကျူးပွဲချုပ်မှာပြောသားတဲ့စကားနဲ့ပဲကျွန်တော်စ ရခြင်းတယ်ဗောနော်အာဆင်နယ်ကထင်သလောက်မကောင်းဘူးဆိုတဲ့စကားဗောနော်တကယ်လဲအာဆင်နယ်ကထင်သလောက်မကောင်းပါဘူးထင်သလောက်မကောင်းလို့လည်းဒီပွဲစဉ်မှာ United ဘက်ကိုခြေစမ်းပိုင်းရလဲအတမင်းရခဲ့တယ်လို့ဒီကစားကွက်ပိုင်းကကြည့်ရင်လည်း United ရဲ့ပြင်ဆင်လာတဲ့ကစားဘုတ်ကိုပြောင်းလဲအောင်သူတို့မလုပ်နိုင်ခဲ့ဘူးဗောနော်အဲဒီပွဲစဉ်ရဲ့အဓိက changing moment ကကျတော့ Bruno Fernandes ရဲ့ free kick ပဲ Okay ကိုအဲ့ free kick မရခင်တည်းကတော့ Arsenal က United ကိုဖိပြီးတော့ကစားလာတာကျွန်တော်သိတရမြင်ခဲ့ရတယ်ဗောနော်ဟုတ်ပါတယ်ဒီ marino odigat nonary ပေါ့နောက်မှဆိုလဲ patte ro rice တို့ trouser တို့အဲ့ဒီ ဟုတ်စုကကြတော့ဘယ်လိုလဲဆိုတော့ United ရဲ့ခံစစ်၃ယောက်တန်းမှာဆိုရင်အစွန်၂ယောက်ရေပြကွင်းလေကျော်ကိုလုံးဝပိတ်ဆို့တာလားအဓိက United ကဘောလုံးရပြီဆိုတော့တောင်မန်ကိုပေါ့နော်မဖြစ်မနေပေးရမယ်ဆိုတော့ပုံစံမျိုးဖြစ်အောင်သူတို့အဲ့လိုပိတ်ထားတယ်တောင်မန်ကိုပေးလိုက်ပြီဆိုတော့ United ကချောင်းပိတ်သွားပြီဟုတ်ကဲ့တင်မာတော့လည်းတက်ထောက်လာတဲ့အခါမှာတော့ဘယ်လိုလုပ်ရလဲဆို United ကနေပြီးတော့ဒီအလဲကိုပြန်ပြီးတော့မြောက်ဘောတွေပြန်ပြီးသွားရတဲ့ပုံစံမျိုးပေါ့နော်ဒီဂါရီယာတို့ဆလီဘာတို့ရှိနေတဲ့အချိန်မှာအဲ့လိုမြောက်ဘောတွေနဲ့အဲ့လိုမျိုးပြန်ပြီးတော့ကစားရတယ်ဆိုတာကတိတ်တော့အဆင်မပြေဘူးဒီဆလီဘာဆိုရင်လည်း ဒီနေ့ဘွဲမှာဆို area 2ရယ်ပေါ့နော်100%အောင်မြင်ခဲ့တယ်6ကြိမ်သူတို့ခေါင်းရှင်တိုက်တဲ့အခါမှာ6ကြိမ်လုံးအောင်မြင်ခဲ့တယ်လို့ကျွန်တော်သိရတယ်ပေါ့နော်အစင်တွေကကျတော့ဒီဘွဲစင်မှာတိုက်စစ်ဘယ်လောက်ထိဆင်လဲဆိုရင်တင်ပါတို့ color fury တို့ကလုံးဝတိုက်စစ်တန်းအထက်ထိကိုသူတို့ရောက်နေခဲ့တယ်ပေါ့နော်ဒီတစ်ဖက်ချမ်းမှာဆို color fury ရယ် trouser ရယ် rice ရယ်ရှိနေမယ်ပုံမှန်အားဖြင့်ဆိုရင်2ယောက်တည်းတားနေရတဲ့အခြေအနေမှာ3ယောက်လောက်ထိကိုအိပ်ပါချမ်းမှာရှိနေတာကိုကျွန်တော်မြင်ခဲ့ရတယ်။အဲဒီ3ယောက်ကလည်းသူတို့တံတန်းနဲ့နေတာမျိုးမဟုတ်ဘူး။တယောက်ကကျတော့အလဲကိုပြေးဝင်ပြေးဝင်မယ်။ ဒါမှမဟုတ်လေအဲ့ဒီပြေးဝင်တဲ့နေရာကိုနောက်တစ်ယောက်ကယူဝင်လဲယူမယ်အဲ့လိုမဟုတ်ပဲအဲ့ဒါသူတို့ကဟာပြီးလိုက်ပြီးတော့နောက်မှရှိနေ OD ကလည်းရှိနေတာပေါ့နော်ဒါမျိုးလေးနဲ့သူတို့ကကစားသွားခဲ့တယ်ပေါ့နော် area တဲ့ဟိုမှာသူတို့ကဒီအလဲတက်တဲ့ကိုလှမ်းပြီးတော့ crossing တင်လာတဲ့ဆိုင်သူတို့ကကြတော့ဒီပြန် area ထိန်သားလောက်ကိုပြန်ပြီးချပေးတဲ့ပုံစံမျိုးနဲ့ပေါ့နော်အခွင့်အရေးတွေကိုရှောက်ပေးတာကိုကျွန်တော်မြင်ခဲ့ရတယ်ပေါ့နော် United ကကြတော့အပေါ်မှာပြောခဲ့သလိုပဲအဲ့လိုမြောက်ဘက်လမ်းတင်တယ်လမ်းတင်တဲ့လုံးတွေကနေပြန်ပြီးရခဲ့တဲ့လုံးတွေပေါ့နော်ပြန်ကြလာတဲ့လုံးတွေကနေပြီးအခွင့်အရေးယူဖို့ကြိုးစားတယ်ဒါလိုနဲ့ပဲခန္ဓာကျိုးကအခွင့်အရေးရသွားပြီးတော့အဲ့ အဲ့ရနေပဲ free kick ပေးလိုက်ရတယ်။အေး free kick ရနေပဲ United တို့ကဒီပွဲစဉ်အတွက်အရေးကြီးတဲ့အမှတ်ပေါ့နော်။ရှာဖွေသွားခဲ့လို့တော့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်။ Arsenal ကကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ United ကို goal ပေးလိုက်ရတဲ့အချိန်မှာ United ကပို့ပြီးတော့ပွဲကို control လုပ်လို့ပိုကောင်းသွားတယ်။ Arsenal က goal လို့လို့ဖွင့်ပြီးတော့ကစားလေလေ။ United ကကျတော့ counter နဲ့ပြန်ပြီးတော့ ထောက်ပြီးတော့ကစားလို့ကောင်းသားတယ်လို့ကျွန်တော်မြင်ပါတယ်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ကဒီပွဲမှာပေါ့နော်အာဆင်နယ်ကဒါ PSV ကို9-0တွင်းခဲ့တဲ့အခါမှာကျွန်တော်တို့ကမျောလင်းခဲ့တယ်ဒါပေမဲ့ကျွန်တော်ပြောထားတာကတခုရှိတယ်ဗာလဲဆိုတော့အာဆင်နယ်ကတကယ်တကယ်လုပ်ပြဖို့လိုလိုက်မလုပ်ပြနိုင်ဘူးဆိုတော့ပေါ့နော်အနည်းဆက်ဆုံးမှာဆိုရင်ဝက်ဆန်ကိုရှုံးပြီးတော့ပရိသတ်တွေရဲ့စိတ်ပျက်မှုကိုရခဲ့တဲ့အသင်းဒါပေမဲ့ PSV ကို9-0တွင်းခဲ့တဲ့အခါမှာကျွန်တော်တို့ကမျောလင်းခဲ့တဲ့အာဆင်နယ်ဟာဒီပွဲမှာတော့ဒါ၈ဂိုး2ဂိုးဆောင်ရွေးပြန်ဖြစ်မလာပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့အာဆင်နယ်ကပွဲဆောင်မှာဘာမှအဟုတ်မနေတာကိုကျွန်တော်တို့တွေ့ရတယ်ဒီနေရာမှာကျွန်တော်တို့ထင်သာမြင်သာရှိတဲ့အချက်တခုသွားတွေ့တာဗာ လဲဆိုတော့အာဆင်နယ်ရဲ့တိုက်စစ်ကပရီးမီးယားလိမှာဆိုတော့ရှင်သိပ်ပြီးတော့မစွန်ဘူးဆိုတော့ကျွန်တော်တို့သွားပြီးတော့တွေ့ရတယ်ပြီးခဲ့တဲ့ဝက်လက်စတာ9နဲ့ပွဲမှာဆိုလို့ရှင်လဲပြီးကန်ဒီဂိုးတွေဖြစ်တယ်တိုက်စစ်ကစားပုံတစ်ခုလုံးခြုံကျင့်တော့တိတ်တော့မကောင်းဘူးပြတာဟိုကကျွန်တော်တို့ချန်ပီယံလိမှာကတော့ပြန်ဘက်က PSV ဖြစ်နေလို့ဒီလိုမျိုးဖြစ်သွားလို့မြင်တယ်ပရီးမီးယားလိမှာတိတ်အဆင်မပြေပါဘူးနောက်တစ်ခုကကျတော့အာဆင်နယ်ကတိုက်စစ်ကလုံးဝ ကစားကွက်မရှိဘူးလို့ပဲကျွန်တော်ပြောချင်တယ်။အာဆင်နယ်မှာကွင်းလေကစားကွက်ပဲရှိတယ်။ပါတီကျွန်တော်တို့ပေါ့နော်ဒီကလန်ရိုက်နဲ့အိုဒီကက်ပေါ့နော်။အဲ့ဒီနေရာမှာအိုဒီကက်ကမှမလှုပ်လို့ရှိရင်အာဆင်နယ်တိုက်စကအခွင့်အရေးမရအောင်ဒီလိုအချိန်လေးလဲသွားပြီးတွေ့ရတဲ့အခါမှာကျွန်တော်တို့ကအာဆင်နယ်အသင်းရဲ့ဂိုးတကူရဖို့အတွက်ကအိုဒီကက်တယောက်တည်းပေါ်မှာသွားပြီးတော့ဘူတီနေတယ်လို့မျိုးဖြစ်သွားတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။ဒါမန်ယူအသင်းကလည်းဒီပထမပိုင်းမှာဘာမှတော့သိပ်ပြီးတော့မလုံနိုင်ဘူးလို့ကျွန်တော်တို့ပြောလို့ရပေမဲ့ဒီအာဆင်နယ်အသင်းကစားရကြက်အောင်တော့မန်ယူအသင်းကအထက်ထက်ပိတ်ပြီးတော့ကစားသွားတဲ့ပုံစံကျွန်တော်တို့တွေ့ရတယ်။အာဆင်နယ်ဘောလုံးကသိပ်ပြီးအရှိမရဘူး။အာဆင်နယ် ဘောလုံးပြတ်သွားရေဆိုတော့ရှင်မိုင်ယုံဘက်ကတော့နည်းနည်းရင်ခုန်စရာအခြေအနေမျိုးလေးကျွန်တော်တို့တွေ့ရတယ်ဒီလိုအခြေအနေမျိုးလေးတွေတွေ့ရတယ်နောက်တစ်ခုကကျတော့ဒါမစ္စယူနိုက်တက်တင်ရဲ့တွတ်တက်လာတဲ့အချက်တစ်ခုပေါ့နော်ဒါကဘာလဲဆိုတော့မိုင်ယုံသင်းရဲ့ခံစစ်မှာဘသူနာနာဘသူဝင်ဝင်တကယ်ကောင်းတယ်ကျွန်တော်တို့မနေ့ကဆိုလို့ရှင်လင်ဒီလော့ဒါကောင်းတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်လို့ရိုးရိုးနာပွားတဲ့အချိန်မှာလဲလူစားဝင်လာတဲ့ဟီဗန်ချေဆိုတာတကယ်ကောင်းပါတယ်ပြောလို့ဆိုလို့ရှင်ဒီလူငယ်ကစားသမားလေးကိုရက်လိုက်တဲ့တန်ဂျင်းနဲ့ သူ့ရဲ့ခြေစွမ်းကျွန်တော်တို့တန်တော့မတန်ဘူးပေါ့ဗျာဒီလိုတော့မှကျွန်တော်တို့ပြောလို့ရတယ်ကျွန်တော်ကတော့အမော်ရီလက်ထက်မှာခန်းစစ်၃ရောက်တန်ပေါ့ဆန္ဒဘက်၃ရောက်နေရာကတကယ်ကိုကောင်းလာရလို့ကျွန်တော်ကတော့မြင်ပါတယ်ဒီနေရာမှာဂနာချိုချောက်မေယိုသင်ဖရီကစ်ရတယ်ဒါဖာနန်ဒက်စ်ကပြောမယ်ဆိုလို့ရှင်ဖရီကစ်အကန်အဲ့လိုထိကောင်းတဲ့ကစားသမားတော့မဟုတ်ဘူးဒါပေမဲ့ခုနောက်ပိုင်းမှာဖရီကစ်တွေရတယ်ဂိုးတွေရနေတယ်ဒါဒီပွဲမှာကန်သွားတဲ့ဖရီကစ်ကိုကလည်းအရန်ကိုကောင်းတယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ် ဲခွေးတော့ကျန်တဲ့ဟာလေးပေါ့နော်ဒုတိယပိုင်းအခြေအနေလေးဆက်ပြပါဦးဒုတိယပိုင်းမှာကျတော့အာဆင်နယ်ကမာတင်လင်လီတို့ပါဝင်လာရဲပေါ့နော်ဟုတ်ကဲ့အဲ့အချိန်မှာကျတော့ဘယ်လိုလဲဆိုတော့ United ရဲ့ Heaven နဲ့ Dalot တို့နေရာလို့နှစ်ယောက်ကြားရတဲ့နေရာလို့ကိုပေါ့နော်ရောက်ပို့ပြီးတော့တက်ဆစ်ဆင်ကိုစူးစမ်းလာတယ်ပေါ့နော်ဟုတ်ကဲ့ကိုကျူးခုနကပြောသွားသလိုပဲပေါ့ United ရဲ့ခံစစ်ကတော်တော်လေးဥမှာအဆင်ပြေလာတယ်ဒီတွန်ထောင်ချောက်တွေကောင်းတယ်အဓိကတော့ structure တစ်ခုပေါ့နော်အတိတကျဖြစ်သွားတာတော့ကျွန်တော်သိတာလေးကိုမြင်ခဲ့ရတယ်ပေါ့နော်အာဆင်နယ်ဘက်ကကျတော့တက်ဆစ်ကိုသွားတဲ့အချိန်မှာလေလိုရာတဲ့ပို့ပြီးအချိန်ဆွဲခဲ့တာမျိုးလေကျွန်တော်ရှိခဲ့တယ် ပုံမှန်အဖြစ်ဆိုရင်ကောင်တာပြန်စားတဲ့ခါမှာလှည့်ပြန်ပြန်သွားမယ်အချိန်မျိုးတွေမှာလူရန်ကိုစောက်လုံးအောင်ကြည့်ရပေါ့နော်ယူနိုက်တက်ကအဲ့ဒီအချိန်မှာစိတ်သက်ပိုင်းနဲ့ war rate ကိုတင်ပြီးရကစားတဲ့ခါ recovery ပြန်လုပ်ဖို့အတွက်အချိန်ကောင်းကောင်းရှာသွားခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ဒီလိုကနေပြီး United ကဘောလုံးပြန်ရတယ်ဘောလုံးပြန်ရတယ်ဆက်ချင်းပဲ United က counter ပြန်စားတဲ့ခါမှာ Arsenal ကပို့ပြီးတော့တိုင်ပက်တယ်လို့တော့ကျွန်တော်မြင်ခဲ့ရပေါ့နော်နောက်တစ်ချက်ကကျတော့ Arsenal က Garnacho ကိုမထိနိုင်ခဲ့ဘူးပြောရမယ်ဆိုအဲ့ညာတောင်ပံကိုဘယ်လိုမှမထိနိုင်ခဲ့ဘူးအဲ့ဒီ Ibacha ကနေပဲ chance တွေအများကြီးရတယ်ပေါ့နော်နောက်ဆုံး Pigan ကြီး ရိုနိုကန်ခဲ့တဲ့အလုံးကလည်းအဲ့ဒီတောင်ပံဘက်ကနေဘောလုံးကထွက်လာတာပေါ့နော်ဒီလောက်ထိကိုမှဂါနာချိုရဲ့ဆက်ဆောင်ရေကောင်းတစ်ခုကိုဒီပွဲမှာကျွန်တော်မြင်ခဲ့ရတယ်လို့ကျွန်တော်ပြောချင်တယ်ဆက်ပြီးပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဘွဲချင်မှာက United ကလိုလာတဲ့ပို့ပြီးတော့ကောင်းသွားပြီးတော့အစင်လည်းကတော့ထင်ထားတာပို့ပြီးတော့ညံ့နေလို့ထင်ပါတယ်။သုံးမှတ်အနေနဲ့ကြည့်မယ်ဆိုရင်တော့ United ကပို့ပြီးတော့နင်းနာခဲ့တဲ့ပွဲတော်ပွဲဖြစ်ခဲ့တယ်။ ဒီပွဲစဉ်မှာဆိုလေအာဆင်နယ်ဘက်မှာဆိုရင် Man of the Match ကကျတော့ Gorma Rara ပဲကျွန်တော်များများက Rara ကဒီပွဲစဉ်မှာကောင်းတယ်လို့ထင်ကြပါမိမယ်။မှန်တမ်းပြောရင်အာဆင်နယ်ကိုဒီအရီမှာ Rara ကယ်နေတဲ့ပွဲတွေတော်တော်လေးကိုများပါတော့ကျွန်တော်မှတ်မိတဲ့လောက်ပြောရမယ်ဆိုရင်ဒီ Wu နဲ့ပွဲရယ်ယာဒီအစ Aston Villa နဲ့ပွဲရယ်ပြီးတော့တခြားပွဲတွေလည်းရှိသေးတယ် ဘယ်လိုမျိုးလဲဆိုတော့မဖြစ်နိုင်တော့တဲ့အခြေအနေမျိုးတွေ ਆਣੀ နဆင့်ကာကွယ်ပြသွားတာတွေပေါ့နော်။ तू ကလဲသွားပြီလဲသွားပြီးတော့မှပြန်ထလာတယ်။မရမကပြန်ထလာပြီးတော့ပုတ်ပြီးကာကွယ်သွားတဲ့အလုံးတွေတော်တော်လေးကိုများတယ်ပေါ့နော်။ဒီပွဲစဉ်မှာလည်း तू လုံးနေကြတဲ့အတိုင်းပဲ तू လိုသွားခဲ့တယ်။အဲဒါကလည်း Arsenal ကိုကင်တင်ပြီးသားဖြစ်သွားစေရလို့ကျွန်တော်ပြောချင်ပါတယ်။ဟုတ်ကဲ့။နောက်တစ်ယောက်အနေနဲ့ United ဘက်မှာမဖြစ်မနေချီးကျူးရမယ့်ကစားသမားတော့ Casemiro ပါပဲ။ဟုတ်ကဲ့။ Casemiro ကဒီပွဲစဉ်မှာတော့တော်တော်လေးကိုတေချာထိန်းပြီးကစားသွားတယ်။ပြောရမယ်ဆိုရင်တပါးတွေဝါရီနဲ့ပေါင်းဆက်ပြီးကစားလာတာကိုကျွန်တော်မြင်ခဲ့ရတယ်ပေါ့နော်။ဟုတ်ကဲ့။မီးစာကုံသွားပြီးလို့တတ်မှတ်ထားကြတဲ့ကစားသမား မှတယောက်စီကနေဒီလောက်ထိအများကြီးပြင်ရလိုက်တာကိုတော့ကျွန်တော်တို့တကယ်ကိုပဲကျင်းနေစရာကောင်းပါတယ်ပြောရမယ်ဆိုရင်သူဒီဟာသူအခုတလောပေါ့နော်သူကောင်းနေရနှစ်ပွဲလောက်တိကိုရှိသွားပြီ real society နဲ့ပွဲမှာလည်းသူအဆင်ပြေတယ်ဟုတ်ပွဲမှာလည်းသူအဆင်ပြေခဲ့ပေါ့နော်ဘောလုံးရှင်တူးတဲ့ဘက်မှာလည်း12ချိန်ကြီးသူအောင်မြင်ခဲ့ပြီးတော့အဲတကယ်ကလည်း9ရင်ကြီးလုံနိုင်ခဲ့လို့ကျွန်တော်ပြောချင်တယ်ဒီလိုချိန်မှာကျတော့ကျန်တဲ့ကစားသမားတွေကကျတော့ချီချူးမှုတွေဒီလူတွေအကုန်လုံးရဲ့မျက်စိ ကြာစရာဖြစ်ရဖြစ်နေတဲ့အချိန်မှာကက်စမဲရိုကလည်းလည်းငုတ်သွားတဲ့ပုံစံမျိုးပေါ့နော်မန်တိုင်းပြောရမယ်ဆိုကျန်တဲ့ကစားသမားတွေနီးတူပဲကက်စမဲရိုကဒီပွဲစဉ်မှာသူရဲ့ကောင်းဖြစ်ခဲ့တဲ့ကစားသမားတယောက်လို့တော့ကျွန်တော်ပြောချင်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ပေါ့နော်အာဆင်နယ်ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒုတိယပိုင်းပေါ့ဗျာဒုတိယပိုင်းမှာတော့အာဆင်နယ်ကပိုကောင်းလာတယ်ဘာလို့ပိုကောင်းလာလဲဆိုတော့ရှင်းရှင်းလေးပဲကျွန်တော်တို့ဂိုးလို့တော့အာဆင်နယ်ပိုကောင်းလာတယ်ဒါပေမဲ့အာဆင်နယ်ဟာကွင်းလယ်အားနဲ့ပဲ ဘိုးယူဖို့ကြိုးစားတယ်ဒီအချိန်မှာမန်ယူအသင်းကတော့ကျွန်တော်တို့အားနည်းတဲ့အသင်းဆိုတော့အာဆင်နယ်ဖိလာတဲ့ခါမှာသူကခံရတာပဲဒီလိုနဲ့ကျွန်တော်တို့ဒီကလန်ရိုက်စ်ကခြေပါကိုပြန်သွင်းသွားတယ်ပေါ့နော်ဒီလို1 1ဖြစ်သွားတဲ့ခါမှာပုံမှန်အားဖြင့်ဆိုလို့ရှိရင်အာဆင်နယ်ကအနိုင်ကိုအတွက်တင်ပြီးကစားရမှာဆိုပေမဲ့ပွဲကဖြောင်းပြန်ဖြစ်သွားတယ်ဘယ်လိုလဲဆိုတော့နောက်ပိုင်းမိနစ်တွေမှာလူမရှိတဲ့မန်ယူကပိုအားတင်ပြီးတော့ကစားလာတယ်အာဆင်နယ်ကပြန်ကြသွားတယ်တကယ်ဖြောင်းပြန်ရည်လို့ဖြစ်သွားတာပေါ့ဗျာကျွန်တော်ကပြောချင်တာကဒီပွဲမှာဘယ်အသင်းပိုကောင်းလဲဆိုပြီးတော့ကျွန်တော်မေးလာလို့ရှိရင်တော့မန်ယူပိုကောင်းတယ်လို့ကျွန်တော်ဖြေချင်တယ်ဟုတ်ပါဘူးရှင်းရှင်းလေးပဲဘာဖြစ်လို့လဲဆိုတော့မန်ယူအသင်းက တော်တော်ကြီးကိုအားနည်းနေတဲ့အသင်းမှာတော်တော်ကြီးကိုအားနည်းနေတဲ့အသင်းကပွဲပြီးလေတင်ကစားလေကစားပေးခဲ့ပြီးတော့အနိုင်ဝါနိုင်တဲ့အခိုက်အတန့်တွေလည်းအများကြီးရှိခဲ့တယ်ပြောမယ်ဆိုလို့ရှိရင်တော့ရာရာကြောင့်အာဆင်နယ်ကမရှုံးဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ဘယ်လိုလဲဆိုတော့အာဆင်နယ်နဲ့ ကဘောနော်ဒီမန်ယူနဲ့အတွေ့မှာသူတို့ရဲ့ပရီးမီးယားလိဒီမှာကလုံးဝရိုးပြီးစည်းဝါရလို့ကျွန်တော်ပြောချင်တယ်တစ်ဖက်ကလီဗာပူးနိုင်ဝါတဲ့ခါမှာအာဆင်နယ်ချန်ပီယံဖြစ်တော့ဒီလိုအခြေအနေမျိုးဖြစ်သွားတယ်မန်ယူကိုကြတော့ဘာမျှော်လင့်လို့ရလဲဆိုတော့လူဆောင်ရင်ပိုကောင်းလေဆိုတဲ့အခြေအနေတခုကျွန်တော်တို့မျှော်လင့်လို့ရတယ်ဒီပွဲမှာကျွန်တော်တို့ရာရာရဲ့ကာကွယ်မှုကြောင့်ဖာနဒက်ဆက်ကန်ကျဲကြောင့်ဘောနော်ဒီအာဆင်နယ်မရှုံးခဲ့ဘူးဆိုလို့ရှိရင်နောက်တစ်ချက်ကဘာလဲဆိုတော့တိုက်စမိုပွိုင်းလို့သာနေရာယူကောင်းမယ်ဆိုလို့ရှိရင်သူသာမလေးနိုင်ခဲ့ဘူးဆိုရင်သူသာဆုံးဖြတ်ချက်တွေကိုကောင်းကောင်းမွန်ချနိုင်ပြီးမြန်မြန်သာရွေးနိုင်မယ်ဆိုလို့ရှိရင်လေဒီပွဲက ိုင်ဝေးပွဲဖြစ်နိုင်တယ်ဗျဒီချက်တွေရှိတယ်ပြောမယ်ဆိုလို့ရှိရင်ဒီຢာတွေကိုတော့ကျွန်တော်ဒီပွဲထဲမှာဖြစ်သွားတဲ့အရာတွေဖြစ်တော့ကျွန်တော်တို့ကပြောဖို့ပြောရမှာပဲနောက်တစ်ခုအချက်လက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်မနေ့ကဒီမန်ယူသင်းရဲ့ကစားသမားတွေကိုကျွန်တော်ရည်ကြည့်လိုက်တဲ့အခါမှာမန်ယူသင်းမှာစီနီယာကစားသမားဆိုလို့17ယောက်ပဲပါတယ်စီနီယာကစားသမား17ယောက်ပါပြီအဲ့စီနီယာကစားသမားတွေမှာကျွန်တော်ကအသက်16နှစ်ရွယ်ရွယ်ကိုကျွန်တော်ကစီနီယာအနေနဲ့ထည့်လိုက်တဲ့အခါမှာ17ယောက်ဖြစ်သွားတာစီနီယာကစားသမား17ယောက်ပါတဲ့ Manchester United အသင်းကိုအာဆင်နယ်အသင်းကမနိုင်ခဲ့တာကတော့တကယ်လို့မဖြစ်သင့်ဘူးလို့ကျွန်တော်ထင်တယ်ဒီနေရာမှာအာဆင်နယ်ဟာစီနီယာကစားသမား ာ12ယောက်လောက်ပဲပါပြီမန်ယူမှာဆိုလို့ရှိရင်တိုက်စစ်ပိုင်းလူ1ယောက်2ယောက်လောက်မပါဘဲနဲ့အင်ပြအားပြည့်ရှိနေမှာဆိုရင်ဒီဘက်ကမန်ယူနိုင်တယ်ကျွန်တော်ပြောချင်တဲ့သဘောကအာဆင်နယ်အသင်းဟာဒီလိုပုံစံနေကြောင်းပဲဆူဖလာရည်နဲ့လွဲချော်နေရတာတကယ်တကယ်လုတ်ပြရမယ့်အချိန်ကျရင်အာဆင်နယ်ဟာဘာမှမလုတ်ပြနိုင်ဘူးလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်ညီကိုတယောက်ပြောခဲ့တာကတော့ဒီပေါ်တော့ Mr United အသင်းနဲ့အာဆင်နယ်အသင်းတို့ရဲ့တပတ်တကိုးစီတည်ကြခဲ့တဲ့ပွဲစဉ်ရဲ့ပရိသတ်ချက်စီစဉ်ဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့အာဆင်နယ်ချန်ပီယံဖြစ်တော့မန်ယူအသင်းကလည်းအဆင့်30အပေါ်ရောက်ဖို့တော့တော်တော်လေးရုန်းကန်နေရတယ်ဆိုပေမဲ့နှစ်သင်းလုံး ံးအတွက်ကျွန်တော်ပေါ့နော်ဒီနှစ်သင်းအားပေးတဲ့ပရိသတ်တွေတော်တော်ကြီးကောင်းတဲ့ပွဲစဉ်တွေပဲဖြစ်ခဲ့လို့ကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီနေ့စီစဉ်ကတော့ဒီလောက်ပါပဲ The Previous Boy ရဲ့နောက်လာမယ့်အားသာစီစဉ်ကောင်းနေမှာပရိသတ်တွေနဲ့ကျွန်တော်ညီကိုညောင်းနေပြန်ပြီးတော့ဆုံတွေ့ချင်ပါသေးတယ်လို့ပြောရင်းနဲ့ပဲဒီနေရာလေးကနေနှုတ်ဆက်လိုက်ရပါတယ်ဗျာ